ဒေါက်တာဖြိုတိဟရေးထားတဲ့အခက်ကဲဆုံးကာလတွေကိုဖြတ်ချုပ်ရတဲ့အခါဆိုတဲ့အစားအသောက်လေးကိုဖော်ပြချင်ပါတယ်။ဘသူရဲ့ဘဝမှာမဆိုအခက်ကဲဆုံးကာလတွေဆိုတာရှိခဲ့ကြပါတယ်။အလုံးအကိုင်းအစင်မပြေတာတွေ၊ငွေကြေးကျက်တဲ့တာ၊မိသားစုအိမ်တော်ကြီးပြဿနာ၊ကျန်းမာရေးချို့ရင်းတာစတဲ့အကြောင်းရင်းတွေကြောင့်ပေါ့။ဒီလိုအခိုက်အတန့်တွေမှာထားရှိတဲ့နဲ့ခရင်ချက်ကိုကိုကိုမျှဝေပေးချင်ပါတယ်။နံပါတ်၁ကို့မှာရှိတာတွေကိုအာရုံစိုက်ပါ။ စိတ်တွေပြင်းမှန်းဖြစ်စီလာတဲ့အခါကို့မှာမရှိတာတွေကိုပဲစဉ်းစားမိပြီးဝမ်းနည်းတတ်တယ်။ကိုယ်ဆွေးတတ်တယ်။ကို့မှာရှိနေသေးတာတွေကိုတော့မီးလျော့သွားတတ်တယ်။မိကြီးအဆင်မပြေပေမဲ့မိသားစုရှိသေးတယ်။အလုံးမရှိတော့ပေမဲ့ခြေနှစ်ဖက်လက်နှစ်ဖက်အကောင်းကြီးရှိသေးတယ်။ဒါကြောင့်စိတ်ပြင်းမှန်းပြီးအငင်းနေတဲ့အခါတိုင်းဒီအလေးအချင်းကိုလုံးကြည့်စေချင်တယ်။နံပါတ်1အတိတ်နဲ့အနာဂတ်ဟာတသက်စီပဲဆိုတာသတိပြုပါ။ တိတ်မှမှားခဲ့တာတွေရှိမယ်ညံ့ခဲ့တာတွေရှိမယ်မလုပ်တင်တာတွေလုပ်ခဲ့မိမယ်မြစ်တီးစွန့်ပြီးနေမယ်ဒါပေမဲ့နာခက်ကတော့ဘာစုဘာမှအမေးရသေးတဲ့ဆက်ရက်တည်းရဲ့လိုပဲအတိတ်မှာဖြစ်ခဲ့တာမှန်သမျှအနာဂတ်မှာလည်းထပ်ဖြစ်နိုင်တယ်လို့မမှန်ရပါနဲ့လက်ရှိပြစ်စုံကကကုလက်ထဲမှာပါဘာမစိုးပြောင်းလဲပြစ်ဖို့ကိုတက်နိုင်ပါလေနံပါတ်3အခက်ခဲတွေဆိုတာဦးတမလာစေဖို့အခွင့်အလမ်းတွေပါဘူးမစိုးအဆင်ပြေကျင်ကြလာခြင်းဖြစ်ပြီးနဲ့အခြားပြန်စစ်စားကြည့် ကိုကိုပူပြီးတိုးတက်လာစေတာပြင်းကျက်လာစေတာအမှန်လာစေတာအခက်ခဲပြီးအဆင်မပြေမှုတွေရှုံးနေမှုတွေပါဒါကြောင့် obstacle မဟုတ်ပါဘူး opportunity to grow တာဖြစ်ပါတယ်ကိုကိုကို application ကိုလို့သဘောထားကြည့်မယ်ဆိုရင်ခက်ခဲတဲ့အခိုက်အတန့်တွေဆိုတာအဲ့ဒီ app ကို update လုပ်နေတဲ့ဖြစ်စဉ်တွေပါပဲနံပါတ်၄တစ်ခါတလေလေးတိုးလဲခွင့်ပေးပါ It's okay not to be okay လူဆိုတော့ပြိုလဲတဲ့အခါရှိမှာပေါ့အချိန်ပြည့်တမနေရအောင်စိတ်ရုံမမဟုတ်တာဒါကြောင့်ကာလတခုလိုမျိုးပါဝမ်းနေပါပိုဆွဲပါဒီမှာလုံးဆရာရှိရပြီဆက်လုပ်ပါငါကညာဘက်မှာပါရီပဲဖြစ်နေပါစေမနေ့ကျရင်တော့မိပြန်ထွက်လာမှာပဲကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်အငြင်းနဲ့ဖြစ်နေပါဦးတက်တန်းကုံဆုံးရဆိုတာရှိပါတယ်ဒါကြောင့်ပြိုဆရာနဲ့တွေ့လဲမပြိုမလို့နဲ့ ဘယ်အရာမှမတည်ငြိမ်ဘူးဒုက္ခနဲ့တွေ့ရင်အရှုံးမပေးနဲ့ဘယ်အရာမှမတည်ငြိမ်ဘူးနံပါတ်6မဖြစ်သေးတာကိုတွေးပူခြင်းကနှစ်ခါရှုံးစေတယ်ဖြစ်လာခဲ့ရင်တွေးပူခဲ့ရတာအလကားပဲပြင်းမနာလည်းအဖက်တင်တယ်ဖြစ်လာခဲ့တော့ရောတွေးပူပြီးလို့ဘာများထူသွားလဲကျိုးပြီးပူလောင်ရတာတောင်ပေါ်သေးတယ်မှတ်ထားပါပြဿနာတွေဆိုတာတွေးပူရုံနဲ့တက်တာမတော်ဘူးချစ်လာနိုင်တာတွေအတွက်ခေါင်းအေးအေးနဲ့ကြိုတင်ပြင်ဆင်ထားခြင်းကသာအကုန်ဖြစ်တာပါ။ နမခွန်ပြီးပြည့်စုံတဲ့ဘဝဆိုတာမရှိဘူးဆိုရှယ်မီဒီယာပေါ်မှာတော့ကောင်းတာတွေပဲတင်ကြတာပေါ့ဒီအခါပို့ပို့ကအစ်အမှန်နဲ့သူများဘဝရဲ့ highlight တွေကိုတွားရှင်နေတတ်တယ်။အဲ့ဒီအခါအခက်ခဲတွေကြုံရခြင်းမှာလူကိုပို့ပြီးစိတ်တကြစေ။ဒါကြောင့်ဘလို့မဆိုကိုစီကိုစီဘဝရဲ့အစိတ်အပိုင်းတစ်ခုမှာတော့ရုန်းကန်နေကြရတာကြီးပဲဆိုတာကိုမမေ့ဘူးလို့ပါတယ်။နံပါတ်၈ဟိုကောင်းမှုဖြစ်လာတာတွေလည်းရှိတတ်တယ်။အခက်ခဲတန်းကိုတော့မဆိုလိုပါဘူး။ ို့တော့အချို့သောကိစ္စတွေကတော့ယုံကြည်ရဆုံးဒုက္ခဆင်းရဲလို့ထင်ရပြီးမယ်ကိုယ့်အတွက်ပိုကောင်းမှု ကိုယ့်အတွက်ပိုကောင်းမှုဖြစ်လာတာတွေလည်းရှိတတ်တယ်အိမ်တော်ကိုပြီးမှ စစ်စစ်မြတ်တာကိုဘုထံမှုထားတွေ့လာတာမျိုးသိလို့နေပါဖြစ်ပြီးမှဘဝအမြင်တွေရောင်းကုန်တာမျိုးအလုတ်ပြုတ်သွားတော့မှကိုယ်တကယ်ယူထွက်တဲ့အလုတ်ကိုလုတ်ခွင့်ရတာမျိုးတွေစသဖြင့်ပေါ့နံပါတ်ကိုရင်မိုးခြင်းတွေအကောင်းဆုံးစစ်တစ်ခွက်ဒုက္ခရောက်နေပါတယ်ဆိုမှဘယ်လိုရင်ရမလဲ နီယာကဟာတာလုံးနေလို့တော့ပြောတာမဟုတ်ပါဘူး။ဒါပေမဲ့အရင်ရတိုင်းမှာ CS မထားပါနဲ့။ရေရန်ရှိအေးပါ။ပုပ်ပပသဘောထားတဲ့နေရာသဘောထားပါ။စဉ်ဆက်မှုများဟာဘဝအတွက်အခက်အခဲတွေကိုရင်ဆိုင်ရမှာအများကြီးထောက်ဖို့ဖြစ်ပါတယ်။ဒေါက်တာဖြူတီဟာ